ရုရှားနိုင်ငံမော်စကိုမြို့ရင်မြင်းနီမှာကျင်းပမဲ့နှစ်80ပြည့်ထိမ့်မှတ်စည်ရေးပြခန်းနာမှာပအဝင်ချစ်တက်မဲ့စစ်ကောင်စီစည်ရေးပြအဖွဲ့ဟာပြီးခဲ့တဲ့ပတ်တည်းကရုရှားနိုင်ငံကိုရောက်ရှိနေပြီဖြစ်ပါတယ်။ စစ်ကောင်ဆောင်ကရုရှားနိုင်ငံခီးစင်အတွင်းအခမ်းအနားကိုတက်ရောက်လာမယ်တခြားနိုင်ငံကခေါင်းဆောင်တွေနဲ့လည်းတီးခြားစီတွေ့ဆုံသွားမယ်လို့ထုတ်ပြန်ထားပြီးဘယ်နိုင်ငံတွေဆိုတာတော့မဖော်ပြထားပါဘူးအဲ့ဒီအခမ်းအနားကိုတရုတ်တမရရှိချင်းဖြင့်လည်းတက်ရောက်ဖို့ရှိနေပြီးတရုတ်နဲ့မြန်မာဟာစီးပွားရေးအရရောလက်ရှိမြန်မာနိုင်ငံရေးနဲ့စီရေးမှာပါပတ်သက်ဆက်နွယ်မှုရှိနေတာကြောင့်တရုတ်တမရနဲ့လည်းတွေ့ဆုံနိုင်မယ်ရှိတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်မြန်မာဘက်ကတွေ့ဖို့တောင်းဆိုထားသလားဆိုတာသိရဖို့နိုင်ငံသားရေးဝန်ကြီးဌာနနဲ့စစ်ကောင်စီပြောခွင့်ရထံ BBC ကဆက်သွယ်မေးမြန်းထားပေမဲ့ပြန်လည်ဖြစ်ကြားတာမရှိခဲ့ပါဘူး မြန်မာစစ်တပ်နဲ့ပတ်သက်လို့လေးလာမှုတွေပြုလုပ်တဲ့တင်းနေကမဟာဗျူဟာလေးလာရေးအဖွဲ့ဒါရိုက်တာဦးသိန်းထွန်းဦးကတော့တရုတ်မြန်မာနှစ်နိုင်ငံဟာမိတ်ဖက်ဖြစ်တာကြောင့်တွဲဆုံနိုင်ွယ်ရှိတယ်လို့ပြောပါတယ်။ဒါအပြင်စစ်ကောင်းဆောင်ရဲ့ဒီခီးစင်တွင်ရုရှားအစိုးရနဲ့လည်းစီးပွားရေးနဲ့လုံခြုံရေးပါဝင်ကဏ္ဍပေါင်းစုံမှာမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိုလည်းပိုတိုးတက်အောင်ဆောင်ရွက်မယ်လို့ဆိုထားပါတယ်။ ရုရှားနဲ့သဘောတူလက်မှတ်ရေးထိုးထားတဲ့တဝယ်ရင်နဲ့စိတ်ကန်းစီမံကိန်းကမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်တစ်ခုဖြစ်ပြီးမကြာမီကာလအတွင်းအကောင့်ထဲပေါ်မှာဖြစ်ကြောင်းစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းက BBC နဲ့မတ်လ28ရက်ကတီးတန့်တွေ့ဆုံခန်းမှာပြောကြားထားပါတယ်။ဒါအပြင်ရုရှားကစောက်ပေးမဲ့ညှို့ဆွိုင်းအုံလျှက်စစ်တပ်အပိစက်ယုံနဲ့ပတ်သက်လို့ဗိုလ်ချုပ်စော်မင်းထွန်းပြောတာကလေးလာမှုများကိုဆောင်ရွက်ပြီးဖြစ်ပါတယ်။ဒီနေပြည်တော်မှာနေမဟုတ်ပါဘူး။နေရာ၃နေရာလောက်အနည်းဆုံးလေးလာခဲ့ပြီးသားဖြစ်တယ်။အန်ရဲ့အကင်းဆုံးနဲ့ဖြစ်နိုင်ချေအစီအဆုံးနေရာကိုကျွန်တော်တို့ ရွေးချယ်ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်ဒီပညာရှင်တွေနဲ့ပတ်သက်ပေါ်ကြကျွန်တော်တို့မြန်မာနိုင်ငံမှာအခိုင်အမာရှိပြီးဖြစ်ပါတယ်ထပ်ပြီးလည်းပညာကိုသင်နေတဲ့လူတွေရှိပါတယ်အဲဒါနဲ့ပတ်သက်ပြီးပြောကြကျွန်တော်တို့အနေနဲ့နိုင်ငံတကာစောင့်ကြည့်လေးတာ IAEA ရဲ့စောင့်ကြည့်လေးလာမှုတွေအတူပဲနိုင်ငံကစောင့်ရွက်သွားမှာဖြစ်တယ်လုံခြုံစိတ်ချမှု တန်ရှင်းမှုအာမခံချက်အပြည့်ပေးနိုင်တယ်လို့ပဲပြောချင်ပါတယ်။စစ်ကောင်းဆောင်ရဲ့ပြီးခဲ့တဲ့ရုရှားခီးစင်မှာတဝယ်ရင်နဲ့စိတ်ကန်စီမံကိန်းလိုကိစ္စရပ်တွေကိုလက်မှတ်ရေးထိုးထားတာကြောင့်စီဝိုင်းဆိုင်ရာနဲ့စစ်ဘက်ဆိုင်ရာကအဓိကလူတွေလည်းဒီတစ်ချိန်မှာလိုက်ပါသွားနိုင်တယ်လို့ဦးသိန်းထွန်းကပြောပါတယ်။ရုရှားကအခုပြုတ်လုတဲ့စစ်ရေးအောင်ပွဲခန်းနာကနာဇီဂျာမနီကိုအောင်မြင်တဲ့ခန်းနာဖြစ်တာကြောင့်ရုရှားကမဟာမိတ်နိုင်ငံတွေကိုဖိတ်ကြားတာဖြစ်ပြီးအရှေ့တောင်အာရှနိုင်ငံတချို့လည်းပါဝင်ပွဲရှိနေကြောင်းနိုင်ငံရေးလှစ်လာသူဦးကျော်လင်းကပြောပါတယ်။ရုရှားခီးစင်တွင်စစ်ကောင်စီကဒူတွေနဲ့တွဲဆုံမှုရှိ နေပါလေဦးကျော်လင်းဦးပြောတာကဖြစ်တော်အရှာကဆိုလို့ရှင်တော့ဗီယက်နမ်တို့လာအိုတို့အခုမြန်မာပေါ့နော်နောက်နောက်တစ်ခါတော့တရုတ်ပေါ့ဆိုတော့ဒီနိုင်ငံတွေရဲ့ခေါင်းဆောင်တွေလာလိမ့်မယ်လို့ထင်တယ်အဲ့တော့နာဆာကခေါင်းဆောင်အနေနဲ့ကတော့ဒီတရုတ်သမဏရှီချင်းပင်နဲ့တွေ့ဖို့အစီအစဉ်ရှိတယ်ဆိုတော့သတင်းတွေတော့ကျွန်တော်တို့ကြားတယ်အဲ့တော့ဟိုတွေ့ကြလားမတွေ့ကြလားတော့ကျွန်တော်တို့မသိကြဘူးပေါ့နော်ခုတည်းထိတော့ပြီးခဲ့တဲ့အခါလိုနိုင်ငံရေးချစ်ချေခီးသွားတာမျိုးမဟုတ်တဲ့အတွက် ကိုရပြောစီဝိုင်းသမားတွေတော့ပါလိမ့်မယ်မထင်ဘူးပေါ့နော်ဒီတစ်ခေါက်ကတော့အဲ့တော့ဒီတက်မရော်ဘက်ကပဲတက်မရော်ဒီကအဲရာရှိကြီးတွေနောက်ဒီတက်မရော် ਨੇ နှိစက်တဲ့တင်ကန်အဖွဲ့တွေဒီလိုဟာမျိုးတွေပါလိမ့်မယ်ထင်တာပဲရုရှားတမရကမေလ၈ရက်ညတကောင်ကစပြီး၃ရက်ကြာအပြည့်ခတ်ရက်စဲကြောင်းအပြည့်၂၈ရက်မှာကြီးညာထားပြီးမေ၉ရက်ရုရှားအောင်ပွဲနေ့၂၈၀ပြည့်ထိမ့်မှတ်အနေနဲ့ပြည့်ခတ်တိုက်ခိုက်မှုတွေပြေးဝရက်တက်မှုကိုလည်းမိန့်ပေးထားပါဗျာ။ လာမယ့်တောက်ကြံနေ့မှာကျင်းပမယ်ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု180ပြည့်ဆင့်အောင်ပွဲနေ့အခမ်းအနားကိုတက်ရောက်မယ်ပြည်ပကိုယ်စားလှယ်အဖွဲ့ရဲ့လုံခြုံရေးကိုယူကရိန်းအစိုးရကအာမမခံဘူးလို့တမရဇလန်စကီးကပြောကြားလိုက်ပါတယ်။မေလ9ရက်မှာရုရှားကိုတွားရောက်မဲ့တိုင်းပြည်အလုံးအတွက်ကျွန်တော်တို့ရဲ့ယက်တီချက်ကရှင်းပါတယ်။ရုရှားပိုင်နယ်အတွင်းမှာဖြစ်ပျက်တာတွေအတွက်ကျွန်တော်တို့တာဝန်မယူပါဘူးလို့သူကသတင်းထောက်တွေကိုပြောပါတယ်။မိရှုံမှုနဲ့ဘုံကျဲမှုတွေအပါအဝင် ရုရှားနိုင်ငံကရန်စားမှုတွေကိုယူကရိန်းနိုင်ငံပေါ်အပြစ်ဖို့ချနိုင်တယ်လို့၎င်းကသတိပေးပါတယ်။မော်စကိုမြို့တော်မှာမေလ9ရက်နေ့မှာပြုလုပ်မဲ့ဆိုဗီယက်ပြည်ထောင်စုနဲ့မဟာမိတ်တွေကနာဆီဂျာမနီပေါ်အောင်မွေးရခန်းနာကိုတရုတ်သမ္မတရှီကျင်းဖြစ်နဲ့ဘရာဇီးသမ္မတလူးဝစ်လူလာဒါဆေးဗောလ်တို့လည်းတက်ရောက်မယ်လို့သိရပါတယ်။ဇလန်စကီးရဲ့ပြောကြားချက်ဟာစကလုံးရန်စားမှုလို့ ရုရှားလုံခြုံရေးကောင်စီဒုဥက္ကဋ္ဌနဲ့သမရဟောင်းဒီမီထရီမက်ဗီဒက်ဖ်ကလူမှုကွန်ရက် Telegram မှာရေးသားခဲ့ပါတယ်။ရေမြင်နီအောင်ပွဲမတိုင်မီမေလာရှိရကစတင်ပြီးတစ်ဖက်သက်၃ရက်ကြာအပြစ်ခတ်ရဲစဲကြောင်းရုရှားသမရဗလာဒီမာပူတင်ကကြေညာခဲ့ပါတယ်။ပူတင်ရဲ့ကြေညာချက်ကိုယူကရိန်းနိုင်ငံကပယ်ချခဲ့ပြီးရက်30အပြစ်ခတ်ရဲစဲဖို့တောင်းဆိုလိုက်ပါတယ်။ချီမင်းနိုင်ငံတွင်းကပြစ်ခတ်လိုက်တဲ့ဒုံးကျည်တစဉ် ဘင်ဂူရီယွန်လေးစိတ်အနီးကျရောက်ခဲ့လို့လူချဦးတန်ရရရှိခဲ့တယ်လို့အစ္စရေးစစ်တပ်ကတင်းငွေတွေနေ့မှာပြောပါရယ်ဒုံးကျည်တိုက်ခိုက်မှုကိုလုံဆောင်ခဲ့တယ်လို့ဂျီမင်နိုင်ငံရှိအီရန်ကြောထောင်းနောက်ခံပြုဟူသီတပုံတွေကပြောပါရယ်ဒုံးကျည်ကိုကြားဖြတ်ဟန်တားဖို့စူးစမ်းခဲ့ပေမဲ့တဲလ်အဗစ်မျိုးတော်အနီးရှိ အပြည်ပြည်ဆိုင်ရာလေးစိတ်ဝင်းကျင်မှာကြားရောက်သွားခဲ့တယ်လို့အစ္စရေးစစ်တပ်ကဆိုပါရယ် လေစိမ့်မှာလေရင်တွေပြန်တက်တာစင်းသက်တာတွေကိုခဏတာရပ်ဆိုင်ခဲ့တယ်လို့ဒေသန္တရမီဒီယာတွေက ဖော်ပြပါရယ်အစ္စရေးတပ်ဖွဲ့ကဂါဇာကမ်းမြောင်ဒေသမှာဟာမတ်စ်အဖွဲ့ကိုတိုက်ခိုက်တာတွေဆက်လက်ပြုလုပ်စဉ်အခုလိုဒုံးကျည်တိုက်ခိုက်မှုဖြစ်လာခဲ့တာပါဟူဒီအဖွဲ့ကဟာမတ်စ်အဖွဲ့နဲ့တသားတည်းရှိကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးမကြာခဏဆိုသလိုအစ္စရေးနိုင်ငံကိုဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ပါရယ်ဟူဒီအဖွဲ့ကကြေညာချက်တည်းရထုတ်ပြန်ပြီး အစ္စရေးလေစိတ်ကိုအသုံးပြုရာရပ်တန့်ဖို့လေကြောင်းလိုင်းအလုံးကိုသတိပေးခဲ့ပါတယ်။ဒေတာရင်းတင်းမာမှုတွေထက်မှန်မြင့်တက်လာမှာကိုစိုးရိမ်မှုတွေဖြစ်စေခဲ့ပါတယ်။ကျွန်တော်တို့ကိုအနယ်ပေးသူတိုင်းမှာခွနစထိခိုက်နေတာမှာဖြစ်ပါတယ်လို့အစ္စရေးကာကွယ်ဝင်ကြီးအစ္စရေးကတ်စ်ကပြောကြားခဲ့လို့ Thank you.